ရှမ်းပြည်နယ်နဲ့ကရင်နီနယ်ဆက်မိုးပြင်းမြို့ကိုစစ်ကောင်စီအနေဖြင့်အင်အား600ကျော်ဖြင့်စစ်ကြောင်း3ကြောင်းခွဲကထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေပြင်းထန်ကစစ်ကောင်စီဘက်မှ23ဦးသေဆုံးက16ဦးအလင်းဝင်ရောက်မှုရှိရလို့ရှမ်းတောင်စစ်ဒေသခွဲအမတ်တစ်စစ်ဗျူဟာမှပြောရေးဆိုခွင့်ရှိသူကိုဗဒူကြီးမှ BBM ကိုပြောပါတယ်2025ခုနှစ်မေလ6ရက်နေ့မှ16ရက်နေ့အထိစစ်ကောင်စီအနေဖြင့်ပြည်သူ့စစ်နယ် PMO အင်အားအများအပြားပါဝင်တဲ့အင်အား600ကျော်ဖြင့် မိုးပြဲမြို့တွင်စစ်ကြောင်းမိုးပြဲကုန်းသာစစ်ကြောင်းဖဲခုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်စစ်ကြောင်းဆိုပြီးစစ်ကြောင်း၃ကြောင်းဖြင့်ထိုးစစ်ဆင်လာတယ်လို့သိရပါတယ်။မိုးပြဲမြို့ကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းအနက်ညောင်ရွှေမြို့နယ်နဲ့ဖဲခုံမြို့နယ်တို့ထိစပ်နေတဲ့ရေဘူးကျွေးရစွန့်စဲကျေးရွာနဲ့လွယ်လုံကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုရှမ်းတောင်ကရင်နီစစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသခွဲ PDF ဖြူဟာအမှတ်၁ရဲ့လက်အောက်ရှိ P3 1007 P3 100 night တရင်များနဲ့ပြစစ်ကြောင်းတို့ကခုခံတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီစစ်ကြောင်းမှ18ဦးသေဆုံးကအများအပြားဒဏ်ရာရခဲ့တယ်လို့ရှမ်းတောင်စစ်ဒေသခွဲ PDF ဖြူဟာအမတ်တင်မှပြောရေးဆိုခွင့်ရှိသူကိုဗဒူကြီးမှ BBM ကိုပြောပါတယ်တိုက်ပွဲတဲ့စစ်ကောင်စီဘက်က18ဦးသေပါတယ်ပြီးတော့ပြည်သူတွေကျွန်တော်တို့ပြန်လာပြောတာဆိုရင်ရွှေညောင်ဆေးရုံမှာစစ်ကောင်စီဘက်ကဒဏ်ရာရတဲ့သူတွေအတော်များများရှိပါတယ်ဒါအပြင်စစ်ကောင်စီအနေဖြင့်အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီးလင်ရင်နဲ့ drone တွေကိုပုံမုံအသုံးပြုခဲ့ပေမဲ့လည်းတော်လန်ရေးအင်အားစုတွေဘက်ကစစ်ကောင်စီရဲ့ထိုးစစ်ကိုကောင်းမွန်စွာခုခံနိုင်ခဲ့ပြီးစစ်ကောင်စီရဲ့ drone နဲ့ဆင်းတဲ့ MA3 တနတ်3လက် MA1 တနတ်တလက်ကိုတင်ဆက်ရမိခဲ့တယ်လို့သိရပါဗျ။မိုးပြက်မြို့တွင်တိုက်ပွဲစစ်ကြောင်းမှာလည်းမေလ14ရက်နေ့ကတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က9ဦးထပ်မံတေဆုံးကလက်နက်ကြီးအစိမ့်မွေပုံများအသုံးပြုပြီးခမရ၄နှစ်နှစ်တက်တွင်တို့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။ ူပါတိုက်ပွဲတွေအတွင်းစစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ညောင်ရွှေမြို့နယ်စွန့်စဲကျေးရွာမှာပြည်သူနေအိမ်အလုံး၂၀ပျက်စီးခဲ့ရပြီးတော်လှန်ရေးရဲဘော်တအုပ်တေဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျာ။